မြောက်ရီချောင်းစုံမှာရေစင်ကိုရင်ပျောက်သွားကြတဲ့တငယ်ချင်း၄ယောက်ကိုရှောက်ဖွေမှုရပ်ဆိုင်းလိုက်ပြီးဖြစ်တဲ့ကဲဆဲရေးအဖွဲ့ပရိသတ်များလုံးမဲမင်္ဂလာပေါင်းဗျင်းအောင် page လေးကနေကြိုဆိုလိုက်ပါတယ်။မြောက်ရီမျိုးကချောင်းစုံချောင်းမှာရေစင်ကိုကြတဲ့တငယ်ချင်း၄ယောက်ရဲ့အဖြစ်ကတော့တကယ်ကိုစိတ်မကောင်းစရာပေါင်းတငယ်ချင်း၄ယောက်ကရေပွဲလုံးရောင်းသူတွေဖြစ်ကြပြီးသူတို့ကိုရှောက်ဖွေနေတာရက်ကြလာပြီးဖြစ်တာကြောင့်ကဲဆဲရေးကိုရပ်ဆိုင်းလိုက်ပြီးဖြစ်ပါတယ်။လေးရက်ကျော်၅ရက်နေပါရှိလာပြီဖြစ်ပေမဲ့လည်းနိုဝင်ဘာလ22ရက်နေ့ထိလုံးဝပြတ်မတွေ့ရကြောင်းရှောက်ဖွေမှုကိုရပ်တန့်လိုက်တာပေါ့မြို့နယ်အတွင်းကကဲဆဲ ရေးတွေကလည်းရှောက်ဖေးပေးကြသလိုကယ်ဆယ်ရေးအသင်းတွေလည်းစုပေါင်းပြီးရှောက်ဖေးပေးပေမဲ့လုံးဝမတွေ့ခဲ့ဘူးရှင်။တဲတွေကိုဆုတ်ပြီးရှာတာတောင်တယောက်မှပြန်မတွေ့ခဲ့ကြလို့နောက်ဆုံးမှတော့ရက်ဆိုင်ဖို့ဆုံးဖြတ်လိုက်တာပါ။ဒီတငယ်ချင်းလေးယောက်ကလူငယ်အရွယ်လေးတွေသာဖြစ်ကြပြီးရေပွဲလုံးရောင်းချပြီးအသက်မွေးနေကြတာပါ။သူတို့လေးယောက်စလုံးကဝဲသူတွေအပေါ်မှာအယံသဘောကောင်းသူလေးတွေဖြစ်တာကြောင့်ဖောက်တဲ့တွေကလည်းစိတ်မကောင်းဖြစ်နေကြပါတယ်။လူငယ်တွေပြပြပြောချင်တာကြောင့်တငယ်ချင်းလေးယောက်ကချောင်းသုံးချောင်းစုံတဲ့နေရာမှာရေဆင်းကူးခဲ့ကြတာပါ။ချောင်းသုံးချောင်းစုံတဲ့နေရာမှာရေဝဲတွေလည်း ်ရှစ်တက်ပြီးရေစီးကလည်းအရန်တန်နေရှင်ရေဝဲတဲကိုရောက်သွားရင်တော့ရေကူးကျွမ်းကျင်တဲ့သူတွေတောင်ပြန်လဲကူးလာနိုင်ဖို့မလွယ်ကူပါဘူးနော်ရေတိမ်နေဆိုပြီးရေစင်းကူးတာဖြစ်ပေမဲ့မမြင်ရတဲ့ကံတရားတွေကလည်းရှိပါသေးတယ်ရှင်တငယ်ချင်း၄ယောက်မှ၃ယောက်ကတော့ရေစင်းကူးရင်ရေကူးပြိုင်နေကြကောင်ဂျန်နဲ့တယောက်ကတော့ဗီဒီယိုရိုက်ကူးပေးနေကြတာဖြစ်ပါတယ် ရေကူးရင်နဲ့တယောက်ကအရင်ဆုံးမြုပ်သွားခဲ့ကအခြားသူတွေလည်းယင်းနစ်သွားကြပါတော့တယ်။အရင်နောက်မှာတော့ဗီဒီယိုရိုက်ပေးနေတဲ့သူကပါဖုန်းထားပြီးအခြားသုံးဦးကိုဆင်းခဲ့ရာကနေသူပါယင်းနစ်သွားခဲ့တာပါ။ဒါကြောင့်သူတို့တငယ်ချင်းတွေနောက်ဆုံးအနေနဲ့ရေကူးခဲ့တာကိုတော့မှတ်တမ်းအနေနဲ့ချိန်ရိုက်ခဲ့ပါတယ်။ဗီဒီယိုဖြည့်ချိန်ရိုက်ခဲ့ပေမဲ့သူတို့ရဲ့ခန္ဓာကိုယ်ကိုတော့ရှာမတွေ့ခဲ့ဘူးရှင်။အစပိုင်းမှာပျော်ရွှင်ရပေမဲ့လည်းမိနစ်ပိုင်းအတွင်းမှာပဲဘဝကူးသွားခဲ့ရတာကတံဝေကရစရာပါ။ဘယ်တော့ဖြစ်ဖြစ်မခွဲဘူးလို့ဆူတောင်းထားသလားလို့ထင်မဲ့ရလောက်လို့၄ရက်လုံးကိုပြန်မတွေ့ခဲ့တာရှင်။ ကယ်ဆယ်ရေးလုပ်သူတွေကတော့ကယ်ဆယ်ရေးလုပ်လာတဲ့သက်တမ်းတစ်လျှောက်မှာဒီလိုပြန်မတွေ့ရတဲ့အဖြစ်ကိုတခါမှမကြုံဘူးဘူးလို့ဆိုပါတယ်။ရေနစ်နေတဲ့သူတွေကိုကယ်ဆယ်တဲ့အခါမှာ၃ရက်မကျော်ခင်မှာပဲပြန်တွေ့ကြပေမဲ့ဒီလူငယ်လေးလျောက်ကတော့လုံးဝပြန်မတွေ့တော့ဘူးရှင်။တချို့တွေရဲ့ပြောစကားအရတော့လူငယ်လေးတွေကရေမကူးတက်ဖဲရေဆင်းကူးရကနေအဖြစ်ဆိုရတယ်လို့ဆိုပါတယ်။ရေစံကိုပြန်ကူးလာပေမဲ့ရေစီးကတန်နေကဝဲရီကလည်းရှိနေလို့ပြန်ကူးလာဖို့ခက်ခဲလာခဲ့တာပါ နောက်ဆုံးမှာတော့ရင်းနစ်သွားခဲ့ရပြီးမိဘတွေရဲ့အတွက်တော့ရင်ကျိုးစရာအဖြစ်ဆိုကြီးဖြစ်ပါတယ်။ပျော်ရွှင်မှုအတွက်ရေလာကူးတာဖြစ်ပေမဲ့မကျွမ်းကျင်တဲ့နေရာမှာရေကူးတာကလည်းအန္တရာယ်ဖြစ်စေပါတယ်ရှင်။ ရေကအဆက်မပြတ်စီးစင်းနေကရေဝဲရေကလည်းရှိတာကြောင့်ဝဲကပဲဆုတ်သွားခဲ့တာလားရေစီးအတိုင်းမျောသွားတာလားဆိုတာရှောက်ဖွေရခန့်နေတာပါအလုံးကလည်းသူတို့ရဲ့သတင်းကိုနားဆွေးနေပေမဲ့လုံးဝရှောက်မတွေ့တော့ကတော့ထူးဆန်းနေပါတယ်ရှင်တသည့်နားလေတဲ့သူတွေကတော့ရိုးရနီးတွေအတိုင်းရှောက်ဖွေတဲ့အပြင်အမားတွေရှင့်လဲခွန့်လွပြီးကြမ်းရစ်တဲ့ခန္ဓာကိုယ်တွေကိုပြသပေးဖို့အတွက်တောင်းပန်ကြပါတယ်ဒါပေမဲ့လုံးဝရှောက်မတွေ့တာကတော့ထူးဆန်းနေကရက်ကြလာတာနဲ့အမျှပြန်ရှောက်တွေ့ဖို့ကလည်းခက်ခဲလာခဲ့ပါတယ် လူမှုကဲဆဲရဲ့အသိနဲ့ကလည်းရှောက်ဖွေနေတာ9ရက်နေပါရှိပြီဖြစ်လို့တဲရီနဲ့နိနေတယ်လို့ယူဆရတာကြောင့်ရှောက်ဖွေမှုကိုရပ်ဆိုင်းလိုက်တာလို့ဆိုပါတယ်။တငယ်ချင်းလေးယောက်လည်းနောက်ဘဝမှာဒီလိုအဖြစ်ဆိုးရိမ်ကင်းဝေးပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။